ကမ်ဘတ်ပြန်လာတဲ့ဘွေးမှာအရှုံးရလက်နဲ့ယင်ဆိုင်လိုက်ရတဲ့မမစတန်ဖေဒါဂျင်ကဖိုက်တာတွေအတွက်နောက်ထပ်ရှုံးမွေးတွေလို့ဆိုရမှာပါဒီကနေ့နေ့လေကင်းမှာရှင်ပြိုင်သွားခဲ့တဲ့1173ပြိုင်ပွဲမှာထိုင်းမျိုးသမီးဖိုက်တာစတန်ဟာဂျပန်မျိုးသမီးဖိုက်တာဖြစ်တဲ့ကန်နာနဲ့အက်တန်ဝေတန်ကစ်ပေါင်ဆင်ပွဲစဉ်ဖြစ်ရှင်ပြိုင်သွားခဲ့ပြီးအဆိုပါပွဲစဉ်မှာတော့ဒိုင်းဆုံးဖြတ်တဲ့အတူအရှုံးပေးသွားခဲ့ရပါသည်အခုပွဲစဉ်ဟာစတန်အတွက်2023ဂူလာပိုင်းတွင်ကနောက်ဆုံးရှင်ပြိုင်ထိုးသက်ထားခဲ့တာဖြစ်ပြီးအဲ့နောက်ပိုင်းဒံယာပြဿနာတွေနဲ့ပွဲဝီးနေခဲ့တာဖြစ်ပါသည် အဆိုပါဒဏ်ရာပြဿနာတွေကြောင့်လည်းစတမ်ဟာသူမရဲ့ချန်ပီယံခပတ်ကိုလည်းဆွန့်လွတ်ထားခဲ့ရပါသေးတယ်။ဒဏ်ရာပြဿနာဟာသူမအတွက်အတော်လေးဒုက္ခပေးသွားခဲ့တာဖြစ်ပြီးနှစ်နှစ်ကျော်အကြာမှကျိုးဝိုင်းတွင်းကိုပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပါသည်။သူမရဲ့ပညာပိုင်းနေမဟာကုန်းနေတက်တီတွေကိုထပ်မံမြင်တွေ့ခဲ့ကြရတာဖြစ်ပြီးပြိုင်မက်ကန်နာမိုရီမိုတိုရဲ့တူအာယုံအားနဲ့မိကုံရန်ကုန်ကျမ်းပြီးတော့ပွဲထွက်လာခဲ့တာကိုအကောင်းဆုံးတုံ့ပြန်သွားနိုင်ခဲ့တာကိုလည်းမြင်တွေ့ခဲ့ကြရတာပါ။တယောက်ကပွဲဝင်နေတဲ့အတွက်အတွေ့အကြုံနဲ့တဘာကူအားပြုပြီးကစားသွားခဲ့တယ်လို့ တယောက်ကလည်းပဲခုနိုင်ငံကိုပြည်သက်ရဲ့ရှေ့မှာအနိုင်ယူပြဖို့အတွက်အစွမ်းကုန်ပွဲထွက်လာခဲ့တာကိုမြင်တွေ့ခဲ့ရတာလည်းဖြစ်ပါရီကန်နာမိုရီမိုတိုအတွက်ဒီပွဲကမဖြစ်မနေအနိုင်ယူဖို့လိုအပ်နေတဲ့ပွဲစဉ်တစ်ပွဲဖြစ်ခဲ့ပြီးဘာကြောင့်လဲဆိုရင်ပြီးခဲ့တဲ့မလအတွင်းကရှင်ပြိုင်ခဲ့တဲ့1172ပြိုင်ပွဲမှာထိုင်းမျိုးသမီးဖိုက်တာဖာဂျီဂျောကိုအရှုံးပေးခဲ့ရတဲ့အတွက်ကြောင့်ပဲဖြစ်ပါရီ1172ပြိုင်ပွဲမှာချန်ပီယံကပတ်လူဝဲအဖြစ်ရှင်ပြိုင်သွားခဲ့ကြတာဖြစ်ပြီးအဆိုပါပွဲစဉ်မှာ ကန်နာမိုရီမိုတိုဟာ3မိနစ်5ကြိမ်ရှင်ပြိုင်ထိုးသက်ခဲ့ကြပြီး ဒိုင်အဆုံးဖြတ်တဲ့အတူအရှုံးပေးခဲ့ရတာဖြစ်ပါလိမ့်။ stamp နဲ့ပွဲစဉ်မှာလည်းပထမနှစ်ခြေအတွင်းမှာသူတပြန်ကိုတပြန်မိကုံရန်ကုန်ကျန်းခဲ့ကြတဲ့ပွဲကောင်းတစ်ပွဲကိုမြင်တွေ့ခဲ့ကြရတာပါ။လက်သီးထိုးချက်ဒီမှာတော့ကန်နာမိုရီမိုတိုကပိုကောင်းခဲ့တာကိုမြင်တွေ့ခဲ့ရပြီး stamp ကတော့ကန်နာရဲ့အမားကိုစောင့်ပြီးတော့အရှင်ပြိုင်ထိုးသက်သွားခဲ့တာပါ။ဒီပေါဆင်ပွဲဖြစ်လို့လက်အိတ်အထူကြီးတွေနဲ့ထိုးကြပေးမယ်။ကြည့်ရတာအရသာရှိပြီးဘွဲကောင်းတဲ့ပွဲဖြစ်ခဲ့တာကိုလည်းမြင်တွေ့ခဲ့ရတာဖြစ်ပါလိမ့်။ဂျပန်မျိုးသမီးဖိုက်တာရဲ့ဖိအားပေးမှုတွေစတမ်အတွက်အတော်လေးအခက်အခဲတွေ့ခဲ့ရပြီ လက်သီးထိုးနေရင်ခြေကံကြက်တွေပါထွက်လာခဲ့တဲ့ကန်နာမိုရီမိုတိုရဲ့နီးစနစ်ပိုင်းကျွမ်းကျင်မှုတွေကအလဲထိုးနဲ့အရှုံးမပေးခဲ့ရတာကိုပဲချီးကျူးရမလို့ဖြစ်နေခဲ့တာပါဂျပန်နေဟာကိပောက်စင်နဲ့ပတ်သက်ပြီးသွားပြီးရှုပ်လို့မရဘူးလို့ဆိုရမှာဖြစ်ပြီးထိုင်းနေဟာမွေထိုင်းမှာကောင်းမွန်ကြသလိုဂျပန်နေကလည်းကိပောက်စင်မှာနီးစနစ်ပိုင်းတအားကောင်းမွန်ကြသူတွေဖြစ်ကြပါသည် တခုရှိတာက stamp ကလည်းပဲပွဲတော်တော်ဝေးနေကြတာလဲပါတယ်လို့ဆိုရမှာဖြစ်ပြီးသူမသာပုံမှန်တိုင်းရှင်ပြိုင်ထိုးတက်နေတဲ့ fighter တယောက်ဖြစ်တယ်ဆိုရင် Kanna Mori Moto တို့အတွက် ancient ပြိတ္တရှိမှထပ်ပြီးတော့အရှုံးပေးသွားကြရဖို့ရှိနေကြတာပါပွဲဝေးနေကြတာတော့မှ stamp ရဲ့တုံ့ပြန်မှုတွေကပထမအချိန်နဲ့ဒုတိယအချိန်အတွင်းမှာသူတို့ပြန်ကိုယ်တိုင်ကျမ်းပြသွားနိုင်ကြတာပါတတိယအချိန်မှာတော့ stamp တယောက်ကြာသွားခဲ့တာကိုမြင်တွေ့ကြရပြီးပြိုင်မဲ့ fighter ကိုဘာမှမလုပ်နိုင်တော့ဘဲတွင်းမဲ့တွင်းထုတ်နေကြတာကိုသာမြင်တွေ့ကြရတာပါ လက်သီးချက်တွေကလည်းအားမပါတော့သလိုခြေကန်ချက်တွေကလည်းအားမရှိတော့တဲ့ပုံစံလိုမျိုးဖြစ်နေခဲ့ပြီးကန်နာမိုရီမိုတိုရဲ့ဒရက်ဆာဝင်လာတဲ့လက်သီးတွေတွဲလုံးတွေခြေကန်ချက်တွေကသာစတမ်တရအကောင်းဆုံးကာကွယ်ရင်းနောက်ဆုံးအချိန်ထိဆွဲခေါ်သွားနိုင်ခဲ့ပါလိမ့်။စတမ်အနေနဲ့ရှုံးပေးခဲ့ရတဲ့ဆိုပေမဲ့အကောင်းဆုံးမဟုတ်ခဲ့တာတော့မှမညံ့ဘူးလို့ဆိုရမယ့်ပွဲပါ။ဒီနေ့ဟာစတမ်ရဲ့မွေးနေ့ဖြစ်ပြီးမွေးနေ့မှာနိုင်ပွဲမရခဲ့တာကတော့စတမ်အတွက်စိတ်မကောင်းစရာနေ့တစ်နေ့ဖြစ်သွားခဲ့ပါလိမ့်။ နှစ်နှစ်နဲ့နှစ်လအကြာမှာဂျိုဝိုင်းတွင်ပြန်လည်ဝင်ရောက်လာခဲ့တဲ့ stamp အတွက်ကမ်းဘက်ပြန်လာတဲ့ပွဲစဉ်ဟာအရှုံးရလနဲ့ရင်ဆိုင်သွားခဲ့ရတာဖြစ်ပြီးနောက်လာမယ့်ပွဲစဉ်တွေမှာတော့အကောင်းဆုံးပြန်လာနိုင်မလားဆိုတာစောင့်ကြည့်သွားရတော့မှာပါ။တခုရှိတာကကန်နာမိုရီမိုတိုနဲ့ကိဘောင်စင်ပွဲပြီးသွားရင်မွေထိုင်းပွဲထိုးကျင်တယ်လို့ပြောထားခဲ့တဲ့ stamp အနေနဲ့မြန်မာဖိုက်တာဗရိုနီကာနဲ့ထိတိုက်ဆုံးတွေ့သွားမလားဆိုတာစောင့်ကြည့်သွားရတော့မှာဖြစ်ပါသေးတယ်။